ိုယ့်ရဲ့ brand ကိုလူတွေမှတ်မိစေဖို့ကိုယ့်ရဲ့ brand ကလူတွေကိုလွှမ်းမိုးနိုင်ဖို့ဆိုလို့ရှိရင်ဒီတစ်ချက်လောက်ရလိမ့်မယ်အဲ့ဒီတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ consistency လို့ခေါ်တယ်အခုဒီ logo လေးကိုကြည့်ပါအဲ့တော့ဒီကျွန်တော်ရဲ့ hostel logo လေးကကျွန်တော်အခုမှဆွဲထားတဲ့ logo မဟုတ်ပါဘူးလွန်ခဲ့တဲ့10နှစ်ကြော်ကြော်ကလေးကကျွန်တော် LM Travel မြန်မာလောက်တုန်းကဆွဲထားတဲ့ logo လေးပါအဲ့တော့ဒီ logo လေးကိုကျွန်တော်ကဘာကြောင့်ပြန်သုံးရတာလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ consistency เนาะဒီပုံစံပဲဒီအယောင်ပဲ default ပဲဒီကာလာပဲအဲ့ဒီ consistency ဆိုတော့ကျွန်တော်ကစဉ်ဆက်မပြတ်ဒီပုံစံတိုင်းလေးရှိလာတာအဲ့ဒါကလူတွေကိုဆွဲဆောင်နိုင်တယ်လူတွေကိုလွှမ်းမိုးနိုင်တယ်ကိုယ့်ရဲ့ brand ကလူတွေကိုဆွဲဆောင်ခြင်းလေဆိုလို့ရှိရင်တော့ consistency ကိုမဖြစ်မနေလို့ပါဒါကြောင့်ဒီခုဒီကာလာဒါကြောင့်ဒီတခြားလူကိုဒါကြောင့်ဒီတခြား form တခြားတိမ်အဲ့လိုမလုပ်ပါနဲ့ ီ consistency ရှိရှိသွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ brand ကိုယ့်ရဲ့လုပ်ငန်းကို လူတွေဆွဲလန်းနေပါလိမ့်မယ်လူတွေမှတ်မိနေပါလိမ့်မယ်ကျေးဇူးများတဲ့ပါ